။ဘူးဦးလူတွေတရားရဖို့အတွက်ကိုလုံးဝပူဖို့မပူတာ။တစ်ထိုင်နဲ့ဟိုနောက်ဆုံးနားလည်အောင်ပြောရရဟန္တာဖြစ်တဲ့သူကိုဦးကြီးလုံမင်းနိုင်တယ်နောက်ဆုံးစစ်။ဟုတ်ပြီ။ဒီမကြီးကအခုဘာကမရာအားထုတ်နေလဲ။ခံစားတက်လို့ဝေဒနာကမ္မထာ။ခံစားတက်လို့ဝေဒနာ။ဝေဒနာကမ္မထံပေါ့ဟုတ်အဲ့တော့ဝေဒနာကမ္မထံအာထုတ်တဲ့အချိန်မှာเนาะအဲ့တော့ကမ္မထံလည်းအာထုတ်နေဆိုတော့ဥယျာဉ်သိကျင်တာကဓမ္မကြီးခုဥတို့ဒီကဘာကြီးဝင်းနေစရာကပေါ့เนาะဥတို့အရိယမန္တရရဲ့ရိတ်တာကဒါအာရမဝါရတွေပါလို့ နော်ဒါဆုံးဖြတ်ချက်ချလိုက်ပြီတိလားလားတိရနော်အဲ့တော့အရမဝါရပါလို့ဆုံးဖြတ်ချက်ချလိုက်တော့ဓမ္မကြီးခုကြည့်နေတဲ့ဝေဒနာဆိုတဲ့ကမ္မထမ်းနေဓမ္မကြီးတိခဲ့တဲ့တရားတွေရှင်ထဲမှာအဲ့ရှင်ထဲကဓမ္မတွေကပြတ်သုံးသွားလားပြတ်သုံးပါဘူးခင်ဗျာအဲ့တော့ဘလို့กว่าချလဲအဲ့လားဓမ္မကြီးရဲ့ဟောသူများကအာရမလို့ပြောလိုက်တော့ဓမ္မကြီးကအဲ့ရင်းနေဓမ္မတွေကဘလောက်ထိယော့ပါလဲဘလောက်ထိပျက်စီးသွားလဲဘလောက်ထိမှလဲပျက်စီးအဲ့လားဟိုဓမ္မကြီးတည်တယ်လို့လေရှောက်နော်အဲ့တော့ဒီတရားနဲ့ပတ်သက်ပြီးတော့ဘာလို့မပျက်စီးဘူးလို့ပြောနိုင်တာလဲ ဘာလို့ပျက်စီးလို့ပြောနိုင်တာလဲဆိုတော့အတက်နည်းနည်းကြည့်ကြပြောနော်ဘာလို့မပျက်စီးလို့ပြောနိုင်တာလဲဆိုတော့ဒီကိုကဒီကိုတိထားတဲ့ဟာရပိုးပြီးခဏကြေသွားတယ်ပိုးပြီးကိုညာထဲမှာပိုးပြီးတဘောပေါက်သွားတော့ဒီဟာရဘယ်တော့မှပျောက်ကွယ်သွားပါဘူးဟောဒီဟာရမပျောက်သွားဘူးအဲ့ပေါ်မှာဒီမကြီးမတုံ့လို့ဘူးလားမတုံ့လို့ပါဘူးမတုံ့လို့ဘူးအဲ့လိုကြားလိုက်တဲ့ပေါ်မှာရောဒီအရိယမန္တေတော့ရဥဒုတိယနော်အရိယမန္တေတော့ရိတ်တာကတရားတွေအားလုံးဟာ တကယ်ရောအာဓမတွေဖြစ်သွားလားလို့ဒီဘောမှာမစိုးရိမ်ဘူးလားမစိုးရိမ်ပါဘူးခင်ဗျာဟုတ်လားဘာကြောင့်မစိုးရိမ်ရလဲဘာကြောင့်မစိုးရိမ်နေတာလဲဓမ္မရတကယ်အမှန်တရားလို့ပါခင်ဗျာအဲ့ဒီဒါဆိုရင်အဲ့ဒီပြောလာတဲ့လူတွေဘောမှာရောဓမ္မရတော့ဒါမှမဖြစ်ဘူးလားအဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုနောက်တာကိုယ်တရားတွေကိုဒီလိုပဲသူတို့အာရမလို့ဆွဆွဲပြီးတော့သူတို့အဲ့လိုပြောတဲ့အပေါ်မှာရောဓမ္မကြီးမတုံ့လောက်ဘူးလားမတုံ့လောက်ပါဘူးခင်ဗျာသူတို့ဘောမှာရောအပြစ်မမြင်ဘူးလားမပြစ်ပါဘူးဘာလို့ပြစ်မမြင်တာသူတို့ဘောသူတို့က တပီတော့လို့အတိတ်အကြောင်းနေလောက်ခဲ့လို့ပြီးတော့လို့အခု အကြောင်းနေအကျိုးပြန်ရတာပါခင်ဗျာသူတို့လည်းအခုအကြောင်းနေလောက်တော့နောက်ဘွားကြရင်အကျိုးတွေပြန်ရမှာမလို့ပါခင်ဗျာอืมဟုတ်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးပြောတဲ့ပုံမှာဒီသူများတွေကဒီတရားအရိယမန္တန်တော့ရိတ်တာဒီတရားတွေကိုကျင့်တဲ့ပုံမှာသူများတွေကဝေဖန်မှာကဲ့ရဲ့မှာရှုတ်ချမှာအပြစ်တင်မှာမကြောက်ဘူးလားဓမ္မကြီးကမကြောက်ပါဘူးခင်ဗျာအဲ့တော့ပြစ်တင်ရောဓမ္မကြီးသူတို့ပုံမှာဘယ်လိုပြန်တုတ်ပြန်သူတို့လည်း ဟိုကျွတ်ချင်တိုင်းကျွတ်သွားမှာပါဗျာဒါဟိုဟိုဟိုသူတို့ကျွတ်ချင်တိုင်းတော့ပြစ်သွားမှာပါဗျာတပိတော်လူဘက်ကတော့မုံချင်းလမ်းဖြူချစ်ချင်းလမ်းဖြူကြောက်ချင်းလမ်းဖြူပါဗျာဟုတ်ဟုတ်အဲ့တော့ဒီဥနုရဲ့ဒီတရားကိုကျင့်ဒီရိယမန္တရဲ့တရားတွေကိုကျင့်သုံးရတဲ့အခါပေါ်မှာဓမ္မကြီးတို့ဘာတွေကိုယ့်အတွက်အကျိုးရှိလဲဘာအကျိုးရှိလဲအဲ့ဒါလျှောက်တပိတော့အရိယမန္တကမ္မထာနဲ့ရှုတော့ဗျာ ဒီကျန်တဲ့ပေးရမယ့်အယူဆွဲတွေဒီဒေါသမောဟလောဘတွေကြောက်ချင်းမကြောက်ချင်းတွေကိုပယ်သွားပါရခင်ဗျာပယ်သွားတယ်အဲ့တော့ကို့အတွက်ဟိုဘောဒါတွေကွာခြားမှုရှိတယ်ကိုထူးခြားမှုတော့ရှိတယ်အရင်တော့ဘယ်လိုပုံစံမျိုးလဲဒီမှာရဒီဥစဉ်ကဒီတရားတွေမကျင့်ခင်နော်အရင်တော့ပုံနဲ့ခုပုံနဲ့ဘလူကွာချားမှုလဲဘလူတွေကွာချားသွားလဲကွာချားမှုလို့ပြောပြပါလားအရင်တော့ ဒီဆရာတော့ကမ္မထိုင်းနဲ့ရှင်ရင်ကမ္မထိုင်းရကမ္မထိုင်းအတိုင်းဖြစ်သွားပါဗျာညံမပါပါဘူးဗျာဒီစာအနေနဲ့ရွတ်တူလို့ဖြစ်သွားပါဗျာအခုကကြတော့ဒီကွာကမ္မထိုင်းရှုတဲ့အချိန်မှာပုံညာဟိုအရင်ကဆိုရင်ထပ်ပြီးညံလှုပ်ယူရသေးပါတယ်ဗျာအခုကကြတော့လှုပ်ယူစရာမလိုတော့ပါဘူးဗျာဒီဆရာတော့ကမ္မထိုင်းနဲ့တွားတာလဲအဲ့မှာကိုဒီသူ့ရဲ့ ဖြူပြတဲ့သဘောကြီးသူ့ရဲ့လွတ်တဲ့သဘောကြီးကိုရရပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ဓမ္မရဝေဝေဒနာကမ္ပဏန်ရှုနေတာဆိုတော့အခုလိုမျိုးဒီတရားတွေကိုအာရမဝါဒလို့ကြာကြာချင်းဓမ္မရဝေဒနာဆိုတဲ့ကမ္မထံကိုဘယ်လိုရှုမှတ်လဲဘယ်လိုရှုမှတ်လဲဝေဒနာကမ္မထံနဲ့နော်အဲ့လိုမျိုးကိုဒီရဲ့မကောင်းတဲ့သတင်းကြားလိုက်တယ်ပေါ့နော်ကိုရတရားတွေကိုအာရမလို့ကြားလိုက်တော့ဓမ္မကြီးနဲ့မှာဝေဒနာကမ္မထံကိုဘယ်လိုရှုမှတ်ပြီးတော့လွတ်မြောက်နေလဲအဲ့ဒါလေးရှင်းပြပါ ရှားကြခြင်းတပိတော့စိတ်မှာတိတန့်တိပြီးတော့အရင်တော့မရက်ပါဘူးခင်ဗျာတန့်တိပြီးတော့ခံစားရတယ်ခံစားပြီးဟာဘယ်လိုပြောရမလဲဘယ်လိုပြောခံစားရပါလဲခင်ဗျာအခုကကြတော့တိရက်သွားရရက်ပြီးလွတ်သွားအဲ့မှာခံစားရတဲ့စိတ်ကိုတတ်မြောက်တော့ပါဘူးခင်ဗျာတိရက်သွားတိတာနဲ့ဟိုရက်သွားတယ်တိတာနဲ့ဒီခံစားရတဲ့ရှိတော်မရောက်တော့အဲ့မှာလည်းပြတ်သွားတယ်အဲ့ဒါဆိုရင်ဒီတရားတွေကိုဓမ္မကြီးကိုကြင့်လို့ဟိုတတ်မဲ့ဆိုရင် လူနော်ဓမ္မကြီးလူတွေကလောက်ကြံမယ်ဓမ္မကြီးတတ်မယ်ဆိုရင်ဓမ္မကြီးအဲ့ဒါဘယ်လိုပြန်ပြီးတော့အဲ့ပေါ်မှာဒီတရားပေါ်မှာဘယ်လိုမျိုးခံယူမလဲအဲ့လိုသူကတတ်မယ်ဆိုရင်သူတို့အဲ့တက်လာတဲ့လူတွေပေါ်မှာဒီတရားကိုစက်ကျင်နင့်ကိုတတ်မယ်နော်ဒီတရားကိုမကြည့်လို့ရှိရင်နင့်ကိုချမ်းချမ်းသာသာနဲ့ဆုလက်တွေပေးမယ်ဆိုရင်ဓမ္မကြီးကဘာကိုယူမလဲလဲပြီးတော့စက်ကျင်စက်ကျင်ပါပါခင်ဗျာစက်ကျင်ပြီးတော့ဘာလုပ်မှာလဲဆိုစက်ကျင်ရင် ဆက်ကျင်တက်ခမ်းပါဗျာတက်ခမ်းတော့လေဒီကိုကတကယ်အရှိတရားကြီးလုံတာပါခင်ဗျာအရှိတရားကြီးလို့တော့ကိုညာနဲ့မှလည်းပိုင်းပိုင်းခြားခြားတည်တော့ဒီတရားကိုဘယ်လိုမှပယ်လို့မရတော့ပါဘူးခင်ဗျာဒါဆိုစုလက်တွေမယူနဲ့မယူလားမြူပါဘူးအဲ့တော့ဒီတရားတွေစัจကျင်ရင်တက်မယ်ဆိုရင်တော့မှပဲအသက်ပဲခံမယ်စုလက်တွေကိုမြူတော့ပါမယူဘာဖြစ်လို့တော့အော်ဒီနေနေရလဲဒီတဘောရတော့သူ့ဘောဖြူပြတ်မှာပဲတဘောပဲဗျာဒီကိုဆက်လုပ်ပြီး ကတချင်ချင်းကြိုက်ပေးရမှာပါပဲခင်ဗျာဒီနေ့လည်းမမြဲပါဘူးခင်ဗျာမနက်ဖြန်လည်းမမြဲပါဘူးခင်ဗျာအဲ့ကြောင့်မလို့ဒီအသေးခံလည်းကြိတ်ခံပါပဲခင်ဗျာဒါပြီးတော့ဒီတကယ်အရှိတရားရအရှိတရားပါပဲခင်ဗျာဒီဘောမှာရင်ထဲကဓမ္မကပျောက်မသွားဘူးလားမပျောက်တော့ပါဘူးမပျောက်တော့ဘူးနော်ဒါဆိုရင်တို့အရမကဘလောက်ပဲလူဒီပါဇက်ကပြောပြောကိုရင်ထဲကဓမ္မကပျောက်မသွားပါဘူးမပျောက်နိုင်ဘူးလားမပျောက်ဘူးမပျောက်နိုင်ဘူးဘာလို့မပျောက်နိုင်လဲမပျောက်နိုင်တာလဲဆိုတော့တပီတော့ ဒီအရှိတရာကိုကိုညံရမ်းမှာလုံလုံသွားသွားလုံလုံလောက်လောက်တိထားလို့တိထားလို့ပါခင်ဗျာဟုတ်ပြီဓမ္မကြီးတို့ကမိသားစုဘယ်နှယောက်ကျင့်တာလဲအိမ်မှာလေးယောက်ပါခင်ဗျာအရင်တော့တော့ဖေဖေကတိတ်မပါပါဘူးခင်ဗျာဒီအော်စာအကျိုးနဲ့ဒီလိုစကားပြောနေနေပဲရှိပါတယ်ခင်ဗျာဒါပြီးအခုကျတော့ဖေဖေကညာလဲတချို့ဟာလိုက်လာပါတယ်ခင်ဗျာ ဟိုညံနေလိုက်လာတယ်။ခုအိမ်မှာမိသားစု၄ယောက်လုံးတော့ကျင့်တယ်နော်။အမေ။အဲ့တော့မိသားစု၄ယောက်လုံးကတော့မတုံလို့ဘူးလား။မတုံလို့ပါဘူးခင်ဗျ။ဟုတ်ပါပြီနော်။ဝမ်းသာပါ။အဲ့တော့ဒီလိုမျိုးဦးတို့တရားတွေပေါ်မှာမယုံကြည်တဲ့လူတွေနော်ဒီလိုပြောလာတဲ့လူတွေပေါ်မှာဓမ္မကြီးကသူတို့ပေါ်မှာမမုန်းဘူးလား။မမုန်းပါဘူးခင်ဗျ။ဘာလို့မမုန်းတာသူတို့ပေါ်မှာ။ သူတို့အကြောင်းတရားအကျိုးပါပဲဗျာသူတို့လည်းအအတိတ်ဘဝတော့တတိယလိုလည်းအဲ့လိုအကြောင်းလုခဲ့လို့အကျိုးရခဲ့တာပါဗျာသူတို့လည်းအခုအကြောင်းလုတော့နောက်ဘဝကျရင် အကျိုးပြန်ရမှာပါဗျာဟုတ်ပါတော့အကြောင်းကျိုးလက်ခံသွားတော့မုန်းလဲမုန်းတော့ဟိုမုန်းလဲကြောက်လဲကြောက်တော့ပါဗျာဟုတ်ပါတယ်ဟုတ်ပါတယ်နော်အဲ့တော့ဒါဆိုရင်ဒီတရားတွေကဥစဉ်ရဲ့အပေါ်မှာဒီလိုမျိုးဥစဉ်ရဲ့တရားတွေကအာရမပါဥစဉ်ဟောတဲ့တရားတွေကအာရမဝါဒီပါလို့ပြောတော့ ဓမ္မကြီးရင်ထဲမှာဥယင်းပေါ်မှာဘယ်လိုမျိုးဟိုဘယ်လိုမျိုးဟောတယ်ဗောနော်ဘယ်လိုနားလဲလဲအဲ့တော့ဥယင်းရဲ့ဥယင်းပေါ်မှာဓမ္မကြီးကဘယ်လိုသဘောထားလဲအဲ့လိုမျိုးဥယင်းအာရမဝါဒပါဖြစ်သွားတော့ဥယင်းပေါ်မှာဓမ္မကြီးကဘယ်လိုဘယ်လိုမျိုးသဘောထားလဲဥယင်းအာရမဝါဒတွေဟောတယ်ဆိုတော့ဥယင်းပေါ်မှာဓမ္မကြီးကဘယ်လိုသဘောထားလဲသဘောထားလဲဆိုတော့ဒီဖုံးဖွာဒီအမှန်တရားကိုပြောတာပဲဒီတိုင်းမဲ့သူတို့လည်းအကြောင်းလုပ်ခဲ့တော့အကျိုးပြန်ရတော့ ဒီအကြောင်းအကျိုးကြီးဆိုတော့သူတို့လည်းအခုကြောင်းလုပ်ခဲ့တော့အကျိုးရတာပဲဗျာဒီကိုဆရာတော့အနေနဲ့ကတော့ဘာမှတုံမလို့တော့ပါဘူးဗျာဒါပြီးတော့အနေနဲ့လည်းလုံးဝတုံလို့မတုံလို့တော့ပါဘူးဗျာဟုတ်ပြီအဲ့တော့ဒီတရားလေးနဲ့ပတ်သက်ပြီးတော့ဓမ္မကြီးပြောခြင်းနဲ့ဟာတခွန်ဘာပြောပြခြင်းလဲဒီတရားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးဘာတွေပြောပြခြင်းလဲလူတွေအားလုံးဒီနားမလဲသေးတဲ့လူတွေမယုံကြည်တဲ့လူတွေပေါ်မှာဓမ္မကြီးဘာတွေပြောပြခြင်းလဲအဲ့ချက်ကနောက်ဆုံးတခွန်ဘာတွေပြောပြခြင်းလဲသူတို့သူတို့လည်းအကြောင်းကျိုးနဲ့ လာတာပဲအတိတ်ကဒီမနာမထောင်နိုင်တဲ့အကြောင်းအကြောင်းအကျိုးတွေပေါ့ဒီတချို့ဟာဆိုလဲဒီကျုပ်မဲ့အကြောင်းမပါသေးတော့မကြွသေးတာပါဗျာဒီတကယ်လို့ကိုယ့်ဘက်ကတော့ဟောမဲ့တောင်းရတော့ကိုယ့်ဘက်ကရှိပါရဲ့ဗျာကိုယ့်ဘက်ကတကယ်လို့သူမမလန့်ခံတော့ဟိုဘာမှပြောမနေတော့ပါဘူးဟုတ်ပြီအဲ့တော့တချို့ကမသိလို့နားမလည်သေးတဲ့လူတွေပေါ့နော်တချို့ကကြင့်တော့ကြင့်နေတယ်နားမလည်သေးတဲ့လူတွေအဲ့တော့လမ်းမအဲ့တော့တချို့တွေက ဥယျင်ပေါ်မှာအာရမလို့ထင်တဲ့လူတွေအားလုံးကိုဒီမှာရပါပြီးပြောပြခြင်းလဲ။ဘာပြောပြခြင်းလဲဆိုတော့ဒီတရားတွေစက်ကျင်မှုဘာပြောပြခြင်းလဲ။အဲ့အဲ့တကယ်အရှိတရားကြီးဒီစာစာရင်းနဲ့တိုက်ဟိုတကယ်စာဒီအရှိတရားကိုစာရင်းနဲ့တိုက်ဒီတကယ်ရှိတာလဲဒီဟာပဲရှိတာ

ကျုပ်ပါဗျာ။လုံးနဲ့ကြောင်ကြောအထောက်နေနော်ဘလောက်ကြာပြီလဲမကြီး။အဲတပိတော့ကြီးတွဲတက်နေရဆိုတော့တစ်နှစ်ကျော်ကျော်ကြာသွားပါပြီဗျာ။တစ်နှစ်ကျော်ကြာပါဟောတစ်နှစ်ကျော်ကျော်ကြာပါပြီနော်ရုံနေအဲ့တော့ဒီမျိုးကဒါအခုလက်ရှိပေါ့နော်တရားတွေကမလောကရန်တရားမကိရှိပါဖြောင်းဖြောင်းသွားနားထောင်ဘူးလားနားထောင်ဘူးပါလောကရန်တရားမကပွားအောင်နားထောင်ဘူးလားနားထောင်ဘူးပါဗျာနားထောင်ဘူးเนาะအဲ့တော့ဥစဉ်မေးနေတာအခုလောကရန်တရားတိုက်ပြီပေါ့เนาะမှန်ပါဗျာအဲ့တော့လောကရန်တရားတိုက်တဲ့အချိန်မှာဥစဉ်ဘာပွားခိုင်းတာလဲ ကိုယ့်ရဲ့ကမ္မထက်ကိုပဲပွားခိုင်းတာပါဗျာ။အဲ့တော့မက်ကပွားခိုင်းတာပါနော်။ဒါကကမ္မထက်လည်းမက်မက်ကင်ရှင်းပါပဲဟောတာပါနော်။အဲ့တော့ဥယျာဉ်သိကျင်တာကဥယျာဉ်တို့အရိယမန္တန်ရတရားတွေကတော့အာရမဝါရပါလို့နော်။အဲလိုတော့ဟိုကျညာလိုက်ပြီပေါ့နော်။အာရမဝါရပါလို့လည်းပြောတယ်။ဒါပေမဲ့ဥစဉ်ကတော့ဒီဘောမှာလက်မခံဘူး။နော်။ဥစဉ်ကလက်မလည်းမထိုးခဲ့ဘူး။ဒါပေမဲ့ဓမ္မကြီးကိုအာရမဝါရလို့ဓမ္မကြီးကိုပြောမယ်ဆိုရင်ကဓမ္မကြီးဘယ်လိုပြန်တုတ်ပြန်လို့ဓမ္မကြီးလဲ။ ပြီးတော့ကတော့အာအပြင်တပြင်မှာအတီးရှိရဖျားအဲ့အတီးကိုအဆင်းကိုကြည့်ပြီးတော့တပြီးတော့မှတော့မတတ်မနိုင်ဘူးဗောဖျားအဲ့အတီးကိုစားပြီးမှအဲ့အတီးကချိုလာခါလာအဲ့ဟာကိုတိမှာပါဖျားအဲ့တော့တပြီးတော့မှတော့အရင်တော့အဲ့အတီးကိုခူးပြီးတော့စားတင်ပါရဖျားဩကောင်းတယ်နော်မှန်ပါဖျားရိုးရှင်းတယ်အတီးတလုံးကိုကြည့်ရင်လည်းချင်းနဲ့ခါတဲ့ဖန်နဲ့ဆိုတော့မသိနိုင်ဘူးနော်မသိနိုင်ပါဘူးဖျားကိုယ်ကိုယ်တိုင်စားကြည့်ပြီးတော့မှသာချင်းနဲ့ခါတဲ့ဖန်နဲ့ဆိုတော့ဆုံးဖြတ်နိုင်ပါဘူးနော်မှန်ပါဖျားဟုတ်ပြီအဲ့တော့ ဓမ္မယုအာရမဝါရလို့ပြောတော့ဓမ္မကြီးအခုကျင့်သုံးနေတဲ့ဒီတရားတွေအားလုံးကအာရမဝါရဖြစ်သွားလားမဖြစ်သွားပါဘူးခင်ဗျာ။ဘာကြောင့်ဝါရမဝါရမဖြစ်နိုင်ဘူးလို့ပြောနိုင်တာလဲဓမ္မကြီးက။ဘာဖြစ်လို့လဲဆိုတော့တပည့်တော်တို့ကိုယ်တိုင်ဒီတရားတွေကကိုယ့်ရဲ့မနောအိမ်မှာအများတဲ့ကိန်းဝင်နေရဖြစ်တဲ့အတွက်သူတို့ရေဘလို့ပဲပြောပြောတပည့်တော်မတို့အနေနဲ့အာရိမ့်ရခြင်းမရှိပါဘူးခင်ဗျာ။ဟုတ်ရိမ့်ရခြင်းမရှိဘူးလက်တွေ့လည်းချင့်နေတာပါ။ချင့်နေပါခင်ဗျာ။အဲ့တော့ဓမ္မကြီးကို ကွာတော့တရားရှိရတော့မှန်တာပေါ့လူတွေကဒီတရားကတော့ယင်းတည်းကသူတို့ဘလောက်ပဲအာရမပဲဆွ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 ဘလောက်ပဲဆုံးဖြတ်ဆုံးဖြတ်ယင်းတဲ့ဓမ္မတွေကတော့ဘယ်တော့မှပြတ်တော့မသွားဘူးအမှန်ပါဗျာအဲ့လိုပြောချင်တာမှန်ပါဗျာဒါဆိုရင်အဲ့တော့ဒီတရားတွေဆစ်လားမဆစ်လားဆိုဦးဓမ္မကြီးကိုရှေ့လျှောက်ဆိုရင်ဓမ္မကြီးကိုတိုက်ခိုက်ကြတော့မယ်နှောက်ယှက်ကြတော့မယ်အားလုံးကအထင်သေးကြတော့မယ်မင်းဒီအာရမဝါဒတွေဘာလို့ကျင့်သုံးနေတာလဲနင်တို့ကအာရမဝါဒတွေနော်နင်တို့ငရေကြတော့မှာပဲနင်တို့ဆရာတော်လည်းအတော့နင်တို့ဆရာလည်းအာရမဝါဒအဲ့ဒီလိုလူတွေက နော်ဒီလိုမျိုးခါခါတီးတီးနော်အညှိုးထားပြီးတော့မုံတရားတွေနဲ့ပွားပြီးတော့ဓမ္မကြီးကိုပြောဆိုလာတဲ့ခါဓမ္မအဲ့ပေါ်မှာအဲ့လိုပြောတဲ့လူပေါ်မှာဘယ်လိုပြန်တုတ်ပြန်လဲအဲ့လိုတကယ်တိုက်ဆက်တိုက်ခိုက်လာလို့ရှင်မှန်ပါဗျာတပိတော့မှာခုနကပြောတဲ့ဥမာတိုင်းပဲတပိတော့မှာအနေနဲ့အဲ့အတီကိုစပြီးတော့ချိုးဲစွာတိသွားပါပြီဗျာအဲ့တော့တပိတော့မှာချိုးဲစွာပြောရမယ်သူတို့ကမယုံဘူးဗျာအဲ့တော့သူတို့အနေနဲ့အရင်ဆုံးတော့ဆမ်းပြီးတော့စ조사တင်ပါတယ်ဗျာကြောက်조사ပြီးတော့အရင်ဆုံးဖုန်းရတရားနားထောင်တင်ပါတယ်ဗျာ ူတို့ပေါ်မှာမမုန်းဘူးလားကိုဒီလောက်မဟုတ်တာတွေနော်ကိုဒီလိုကဲ့ရဲ့ပြီးတော့အထင်သေးနေတာအဲ့လိုပြောလာတဲ့ပေါ်မှာဓမ္မရပ်သူတို့ပေါ်မှာမမုန်းဘူးလားမုန်းခြင်းမရှိပါဘူးခင်ဗျာသူတို့လည်းသူတို့ရဲ့အကြောင်းသူတို့ကိုယ်တိုင်ဖန်တီးနေရဖြစ်တဲ့အတွက်ပါခင်ဗျာအဲ့လိုဖန်တီးရောဘာတွေဖြစ်လာနိုင်လဲစူဂျူအမ်အကျိုးအနေနဲ့သူတို့အကြောင်းလုပ်ထားရင်တော့ကောင်းတဲ့အကြောင်းလုပ်ရင်တော့ကောင်းတဲ့အကျိုးခံစားရမှာပါခင်ဗျာသူတို့ရဲ့အကြောင်းအကျိုးပေါ်မှာပဲမူတည်ပါရဲ့ခင်ဗျာ ဟောဒီတရားပေါ်မှာဓမ္မကြီးကမစွန့်ဘူးလားမစွန့်ပါဘူးခင်ဗျာဘာလို့မစွန့်တာဒီတရားပေါ်မှာအာတပည့်တော်မှာတို့ကိုယ်တိုင်တရားတည်သွားတယ်တွတ်ပါခင်ဗျာဟောဦးစင်းဒီကိုရဲ့ဆရာသမားပေါ်မှာရောအထင်သေးတာတွေနော်ဒီဘောမှာတန့်နေရတယ်မရှိဘူးလားမရှိပါဘူးခင်ဗျာအဲ့ဒါမှဝါရဖြစ်သွားပြီလေမရှိပါဘူးခင်ဗျာအထင်သေးတာတွေနော်ဒီဘောမှာအားငယ်တာတွေမရှိဘူးလားမရှိပါဘူးခင်ဗျာမရှိဘူးလား နော်မှန်ပါဗျာ။ဘာကြောင့်မရှိတာလဲအမကြီးဦးနေတဲ့ဒီတရားတွေပေါ့။အာဘာကြောင့်မရှိအောင်ဆိုဖုံဖုံဟောတဲ့တရားတွေအကုန်လုံးကတကယ်အမှန်တရားကြီးလက်တွေ့မှာလည်းတပိတော်တို့အနေနဲ့ကမ္မထန်တစ်ခုစီကိုပြစ်လိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်းနှလုံးတွင်းတက်နေပါဖေ။တပိတော်မှာဆိုရင်တရားကျင့်တာကြားလာပါဖေ။တရားဆက်ခတ်နေလည်းဝင်လာပါဖေ။အော်အဲ့ဒီဝင်လာရဲဆိုလို့ရှိရင်တို့ရဲ့တရားဆက်ခတ်အပတ်တွင်းမှာပဲတရားကိုလှုပ်တယ်ပေါ့ဖေ။အိမ်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့အတိနဲ့ကို မနေတတ်တော့ပါဘူးခင်ဗျာဒီတိုင်းပုံမှန်နေပုံမှန်စားပဲဖြစ်သွားပါတယ်ခင်ဗျာဖုံးဖုံးတရားရာကမထန်သူ့ရဲ့အလိုက်ပေးလိုက်တဲ့ဖြစ်တဲ့အတွက်တပိတော့မှတော့အိမ်မှာဆိုလို့ရှိရင်လည်းအဲ့ဒီကမထန်နေကိုအများနဲ့ပွားနေနိုင်ပါတယ်ခင်ဗျာမှန်ပါခင်ဗျာအများနဲ့ပွားနေနိုင်တယ်ဘောနော်မှန်ပါခင်ဗျာဟုတ်ကောင်းပြီကောင်းပြီနော်ဟုတ်အဲ့တော့ဒီတရားတွေကိုကျင့်ရင်ဒီမိုင်းဒုက္ခရောက်နိုင်မယ်ဒီတရားတွေကိုကျင့်လို့ဒီမိုင်းကိုတတ်မယ်ဒီတရားတွေကျင့်လို့ဓမ္မကြီးကိုဆက်ကျင့်မယ်ဒီတရားတွေဆက်ဟောရင်ဖမ်းမယ်ဆိုရင်ဓမ္မကြီးဘယ်လိုမျိုး ဒီတရားပေါ်မှာသူ့ကိုစွန့်လွတ်မှာလေမှန်ပါဗျာတပည့်တော်မှာတော့အနေနဲ့ကတော့ဟိုအအမြဲတမ်းလဲတေးကြည့်နေပါဗျာတေးရမယ်ဆိုတာလဲလူဆိုတာအမြဲတမ်းတေးရမှာပါဗျာအဲ့တော့တေးဆိုရင်လည်းတေးရမှာပေါ့ဗျာမှန်ပါဗျာတေးရမှာအဲ့တော့အဲ့လိုဓမ္မကြီးကိုဒီတရားလေးဆက်ကျင့်လို့ရှင်ဓမ္မကြီးကိုတတ်မယ်ဒီတရားလေးဆက်မကျင့်လို့ရှင်ဓမ္မကြီးကိုသိမ်းပေါင်း9000ပြီးမယ်ဆိုရင်ဘယ်ဟာကိုယူမလဲအာတပည့်တော်မှာအနေနဲ့ကတော့တေးရပဲယူပါမယ်ဗျာ ဘာလို့ဒီသိမ်းမ9000မကြည့်ရလဲဘာလို့လဲဆိုလို့ရှင်ကိုယ့်ရဲ့မနှောအိမ်မှာဒီတရားအမှန်နဲ့ဆိုတာတိသွားပါပြီဖေ။အဲ့တော့ဒီသိမ်းမ9000ရလို့ကိုယ့်ရဲ့တရားနဲ့မလဲနိုင်ပါဘူးဖေ။ဒီတရားကိုတော့မစွန့်တော့ဘူး။မစွန့်တော့ပါဘူးဖေ။သိမ်းမ9000မကြည့်တော့ဘူး။တရားကိုပဲယူတော့မှာနော်။ဓမ္မကိုပဲယူမှာ။အမှန်ပါကိုယ့်အနေနဲ့ကလည်းတိတက်သွားပြီဆိုတော့ဖေ။ဟုတ်ပါဘူး။အဲ့တော့ဓမ္မကြီးဒီအရိယမဏ္ဍရတရားတွေကျင့်သုံးတော့ဘုရားဘာတွေအကျိုးရှိတို့လဲ။ ကိုတော်ပါရဲ့ကျိုးရှိလဲဆိုလို့ရှိရင်တည်တတ်သွားပါရဲ့ဖေဟာနောက်ပြီးတော့ဒီတန်နေရာကြီးအကြောင်းကိုလည်းပို့တိလာပြီးတော့တဘာဝအကြောင်းတွေကိုပို့ပြီးတော့နားလည်လာပါရဲ့ဖေဟာအဲ့တော့လူရေဆိုတာမုံမှန်နေလို့ရှိရင်ကိုเจ้าကိုမတိကြတော့ပါဘူးဖေဟာအဲ့တော့ကိုเจ้าကိုတိလာတယ်နောက်ပြီးလို့ရှိရင်ဒီလောကကြီးကိုမုံလာတာဖြစ်ပါရဲ့ဖေဟာဟုတ်ဟုတ်ပါအဲ့တော့ဒီလိုဆက်ပြီးတော့เนาะဟိုဘောဒီမယုံကြည်တဲ့လူတွေနားမလဲတဲ့လူတွေပေါ့เนาะ ဲ့တော့ဒီတရားတွေပေါ်မှာအာရမဝါဒလို့ပြောလိုက်ရင်သူတို့တွေကိုနားလဲအောင်ဓမ္မကြီးကဓမ္မကြီးအနေနဲ့တကယ်လို့သူတို့တွေကနားမလည်တဲ့လူတွေအာရမဝါဒတွေပြောတဲ့လူတွေပေါ်မှာဓမ္မကြီးအနေနဲ့သူတို့သူတို့တွေကိုနားလဲအောင်ဘယ်လိုမျိုးလေးရှင်းပြစေချင်လဲဒီလိုမှအနေနဲ့ကတော့အဲ့လိုအိမ်မှာလည်းအဲ့လိုနားမလည်တဲ့လူရှိပါတယ်ဗျာအဲ့တော့သူတို့တပိတော့မှအနေနဲ့နည်းနည်းလေးတရားလေးနည်းနည်းလောက်တိုက်ကြွေးကြည့်ကြွေးကြည့်ပါတယ်ဒါပေမဲ့သူတို့အနေနဲ့ကတော့ လုံးဝကိုပဲအစွဲကြီးပေါ့ဗျာလုံးဝမလုပ်ဘူးမလုပ်ဘူးပဲအဲ့တော့တပြီးတော့မှတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်အဲနည်းနည်းတော့ပေါ့ကိုမလုပ်ချင်မှုဆိုရယ်မာနာလေးကိုဒီဆရာတော့တရားဆိုရင်လုံးဝမနာဘူးဆိုရယ်မာနာလေးကိုနည်းနည်းရှော့ပြီးတော့ပေါ့ဗျာအာဒီတရားလေးတပုတ်ကိုပဲဖြစ်ဖြစ်ကိုဝေဖန်ချင်တယ်ဆိုလို့ရှိရင်အဲ့တရားကိုအရင်ဆုံးနားထောင်လိုက်မယ်ပြီးလို့ရှိရင်မှကိုပြောချင်တယ်ပွားရောထုတ်ပြီးတော့ပြောတင်ပါတယ်လို့ထင်ပါတယ်ဗျာ ကောင်းပါလားအဲ့တော့အခုတချို့ကတော့ဟိုဒီတရားတွေပေါ်မှာအာရမဝါဒလို့ဆုံးဖြတ်တော့တချို့တွေကလည်းဟိုကြောက်လန့်သွားကြတာပေါ့နော်တချို့တွေကြတော့လည်းဟိုပေါ့ပြောခံမှဆိုးတာပေါ့အဲ့ဒီလူတွေပေါ်မှာဓမ္မကြီးကဒီတရားတွေကိုဆက်ကျင့်မှုအတွက်ဘာတွေအကြံပေးခြင်းလဲအော်သူတို့အနေနဲ့တော့ဆက်ပြီးတော့ကိုတရားကိုပြန်ပို့ပြီးတော့စူးစမ်းတင်တယ်လို့ထင်ပါရဲ့ဗျာအဲ့တော့ဟုတ်ပြီနော်အဲ့တော့ဒီတရားတွေကိုအာရမဝါဒလို့ပြောလိုက်တဲ့အချိန်မှာဓမ္မကြီးတရားတွေက ောက်ဘူပြုတ်ကျသွားတာလားဆုတ်ယုတ်သွားတာလားဒီတရားကြီးတိုးတက်သွားလားမရှိပါဘူးခင်ဗျာသူ့ရဲ့တဘာဝအဲကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းရှိနေဖြစ်တဲ့အတွက်ကောင်းသွားလည်းမရှိပါဘူးဆိုးရလည်းမရှိပါဘူးခင်ဗျာဟောတရားကြီးမဖောက်မပြန်တော့ဘူးမဖောက်မပြန်ပါဘူးခင်ဗျာဟုတ်ပါပြီအဲ့တော့ဒီတရားကြီးနဲ့ပတ်သက်ပြီးတော့အခုဓမ္မကြီးက ဘာတွေပြောပြခြင်းလဲတခုံဓမ္မကြီးရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောမယ်ဆိုရင်ဒီတရားပေါ်မှာဓမ္မရှိတဲ့အတိုင်းဘာတွေပြောပြခြင်းလဲနောက်ထပ်အာအရင်ဆုံးဝေဖန်ခြင်းလဲဆိုလို့ရှိရင်တော့ဒီတိတ်အတီးရရတာကိုအရင်ဆုံးခန်းစားကြည့်ဖို့အတွက်စားကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ပေါ့မှာနော်အားလုံးသာဓုခေါ်ပါဦးသာဓု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  မူးချင်းကိုတချို့ကဟာပြောတယ်တန်ခါရတနာ40တန်ခါရတနာ49ပါလားဟုတ်လားတန်ခါရတနာ49ပါလားအဲဆိုတော့49ပါအရှင်မြတ်ကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြဥစ္စာရည်ချင်းတယ်အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာသွားပြန်လမ်းစိတ်ဆုံးချိုးမှာပြင်ဖိတ်ပြီးတော့အခုလက်တရဝဲကြွညာတယ်ပြင်ုံပြုံးမှာ ဲ့တော့ဦးစင်းကိုတိုင်းဒီရန်ပေါင်မှာနှစ်လပဲရှိတယ်။တပိတ်တလုံးသင်္ကန်းသုံးတယ်။ဦးစင်းအဲ့တန်ခါရန်နာတန်ခါနာက48ပေါင်လိုက်ရှာ။ပရမတ်ဒေဝူးဆရာတော်ရှာ။နောက်ကအဲ့မော်ဘီယာပုံရပါဘူး။တန်ခါနာက48ပေါင်ဘလို့ဆက်တွေ့ရလဲ။တာတန်တိုင်းပွင့်ပြီ။ တော့ဘယ်လိုပြောပြမလဲခက်ခန်းသစင်မကြောက်ဘူးသူကငိုတဲ့လူ့ဘာတဲ့ကြောက်တာမဟုတ်လေမှားတာတော့မကြောက်တာလေမှန်တာဘာလို့ကြောက်လဲအဲ့တော့ဒီဟာကကိုကငိုတဲ့ဒီတန်တာကိုဆောင်းတော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာဒီတရားတွေကိုကိုကိုယ်တိုင်တရားဝင်ပြီးတော့သူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာလုပ်လို့ပြန်ကြောက်ရတယ်ဘယ်လိုကြောက်တယ်ဆိုတာမဟုတ်တာလို့ပြန်မှကြောက်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်စစ်ခံကြပြောမစွန်လိုင်စင်သွင်းနေတယ် အဲ့စင်တွေးနေတာအဲ့တော့စစ်မဲ့စစ်မဲ့ပြောရင်ဦးဇင်းကရိုင်းရည်ကျင်းတယ်ဦးဇင်းကစစ်စစ်အဲ့တော့စိတ်နဲ့ဦးဇင်းအကျဉ်းဉာဏ်လည်းဘလောက်ဒီဘလောက်ဒီသုံးသပ်တာလဲအဲ့စစ်တဲ့လူတွေအကုန်လုံးတော်ရမကျော်ပေါ်မှာအဲ့လောက်ဒီဦးဇင်းကသူတို့စစ်နေတယ်ဦးဇင်းတစ်ဆိုင်တည်းကိုနိုင်ငံရောက်တဲ့ကျော်ပေါ်ပြအဲ့လောက်ဒီဦးဇင်းကမောင်းတယ်လားလာရဲ့အဲ့သူတို့ကိုလိုက်ရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်တွေနေတည်မျိုးနဲ့တည်ရလားဟုတ်လားအဲ့ရတယ်ဦးဇင်းလမ်းစိတ်ပါပြောမှာ ဦးဇင်အဲ့လောက်ကြီးကိုရွေးချက်ရှိတယ်။ဦးဇင်ဒီတရားပေါ်မှာဦးဇင်ယုံကြည်မှုပေါ့နော်။အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ကြီးယုံကြည်လဲ။ဦးဇင်ဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်နဲ့လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကအမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့။မကျင်တဲ့လူရှင်များကိုမယုံရှင်များတရားတွေကမှားတယ်လွဲတယ်မကျင်တဲ့ဘူးလားလဲဆင်းပြလိုက်ဘုရားတန်ရဲအဲတေးတဲ့ဥစဉ်ကိုလဲခေါင်းပြမဲ့လူလဲဥစဉ်ရေးပြီးဘူး စာချုပ်မှာလက်မှတ်ထိုးပေးဦးမှာကြီးပြူသွားနဲ့သူ့မှာအပြစ်မရှိကြအောင်ကျွန်တော်ကိုယ်တိုင်ဦးစင်ကိုယ်တိုင်လက်မှတ်ထိုးပေးမှာဟဟလာဘုမပြောတာမဟုတ်ဘူးဦးစင်ပြင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားထဲမှာလည်းရှိတယ်လိုက်နာတော့